ရောက်လာတဲ့ဧည့်သည်ပေါင်းနဲ့ကျွန်တော်ရဲ့မြန်မာပြည်ကိုရှိခွေးတို့မြန်အားလုံးကိုကျေးဇူးပါတယ်။ဒီနေ့အဆိုလို့ရှိရင်ကျွန်တော်နိုင်ငံရဲ့လွတ်လပ်ရေးရတာဟာ68နှစ်ပြည့်ပါဘူး။68နှစ်ဆိုတာဟာတရားဝင်အဖြစ်သတ်မှတ်ထားတာဟာကျွန်တော်မြန်မာနိုင်ငံရဲ့အမျိုးသားတွေရဲ့ဆက်မှမျက်မြင်ရေးတက်တမ်းဖြစ်ပါတယ်။ဒါတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်လွတ်လပ်ရေးဟာမလုပ်တော့ပါဘူး။ရင်းကျက်တော့ပါတယ်။ အခုအရင်စပြီးကျမတို့အားလုံးဟာကိုယ်နိုင်ငံရဲ့ကံကြမ္မာအတွက်ကိုတာဝန်ယူရမယ့်အချိန်ရောက်ပြီဆိုတော့သဘောပေါက်ဖို့ပြပါတယ်။လူများမှတာဝန်ရှိတယ်၊လူများမှတာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့ကျမတို့ဆက်ပြီးသွားလို့မဖြစ်ပါဘူး။လူတိုင်းလူတိုင်းဟာကိုယ်မှလည်းတာဝန်ရှိတယ်၊ကိုယ်နိုင်ငံဒီပြည်တော်စုကြီးတုတ်တက်ဖို့အတွက်တာယာဖို့အတွက်ညှိချိုင်းဖို့အတွက်ညှိညွတ်ဖို့အတွက်ကိုယ်မှတာဝန်ရှိတယ်ဆိုတဲ့စိတ်ကလည်းဆက်ပြီးတော့လုပ်ရပါလိမ့်မယ်။ကြောင်ဝင်မယူခြင်းလို့ရှိလို့ရှိရင်လွတ်လပ်ရေးရဲ့အရာတော်ကိုခံစားရမှာပေါ့ပါ လွတ်လပ်ရဲ့အရသာတော့ခံစားခြင်းနဲ့တာဝန်တော့မယူဘူးဆိုတာဟာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ကျမတို့လိုအပ်မဲ့အလို့တရားလေအင်တာမရပါလေ။အခုဆိုလို့ရှိရင်ကျမတို့အားလုံးစုံနေတဲ့အခါလေးဟာအင်တာမကျင်းမြောင်းပါလေ။ဒီလိုပဲကျင်းကျင်းမြောင်းမြောင်းကြက်ကြက်တဲတဲနဲ့ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က28နှစ်ကျော်28နှစ်အတွင်းရောက်ပါပြီ။ရုန်းကန်ခဲ့ရတာပေါ့။အခုကျမတို့ရဲ့နိုင်ငံကလည်းကျင်းကျင်းမြောင်းမြောင်းကြက်ကြက်တဲတဲကနေဆက်ပြီးတော့ကျမတို့ရုန်းကန်ရမှာပါ ကျွန်တော်နိုင်ငံရင်ဆိုင်ရမယ်စိန်ခေါ်မှုတွေကအင်တာမှများပါလားအခုဒီရုံးဆိုလို့ရှိရင်မပြီးသေးပါဘူးမပြီးသေးတဲ့အချိန်မှာပဲကျွန်မတို့ဒီရွေးကောက်ဒီရွေးကောက်ပွဲပြီးပထမဦးဆုံးလွတ်လပ်ရေးခန္ဓာကိုဒီမှာကျင်းပပါတယ်အဲ့တော့ကျွန်တော်နိုင်ငံရဲ့ပြည်ထောင်စုဒီမိုကရေစီပြည်ထောင်စုဆောက်လေလုပ်ငန်းဟာလည်းမပြီးသေးပါဘူးဒီလိုပဲမပြီးမပြတ်အချိန်မှာပါဒီတော့ကျွန်တော်တို့အနေနဲ့နောက်နှစ်ဒီမှာဆုံတဲ့အခါမှာပို့ပြီးတော့ EVP ပေးမယ် ပို့ပြီးတော့ကောင်းကောင်းမွန်မွန်ခိုင်ခိုင်မာမာရှိတဲ့အဆောက်အုံတစ်ခုကိုတွေ့မြင်ရတယ်လို့ပို့ပြီးတော့ခိုင်ခိုင်မာမာရှိတဲ့ပြည်တော်စုကြီးကိုလည်းတွေ့မြင်ကြပါတယ်။တစ်နှစ်အတွင်းမှာလောကမဲ့အလုပ်တွေကအင်တာမားများပါတယ်။ဒီလုပ်တွေအားလုံးဖြစ်မြောက်ဖို့အောင်မြင်ဖို့ဆိုတာဟာအားလုံးကပါဝင်မှဖြစ်ပါတယ်။တစ်နှစ်ဆိုတဲ့အချိန်ဟာတိတ်ပြတော့မများပါဘူး။ဒါပေမဲ့အချိန်ဟာကိုယ်သုံးလို့ရှိရင်သုံးတတ်တယ်လို့တောက်ဖို့ရှိပါပါ။သုံးသုံးတတ်တယ်လို့ဓာတ်တယ်လို့ကျမတို့အတွက်အကျိုးရှိမှဖြစ်ပါတယ်။ ျမတို့တက်ဆိုတာပြည်တော်စုကြီးတို့အတွက်ဖြစ်ပါတယ်အဲ့တော့အခုကျမကျမတို့နေ့စဉ်ကွာပေါ့နော်တွားလာလှုပ်ရှားနေအမြဲပဲဒီနိုင်ငံရဲ့အခြေအနေကိုကျမသုံးသပ်ပါတယ်အခုဒီလာတဲ့ခါကျတော့လမ်းကနည်းနည်းကားပိတ်ကားပိတ်နေတော့ကျမစဉ်းစားတယ်လမ်းကားပိတ်နေရတဲ့အကြောင်းကဘာကြောင့်လဲကျမတို့ရုံးရှိမှမရတဲ့နယ်ကားတွေရထားလို့လားဒါတို့ကျလို့ဆိုလို့ရှိရင်ဒီကားတွေကိုရထားတဲ့ ူများဟာကောက်ပိုင်ရှင်များဟာဒါစိတ်ကမလိုက်နာတာပဲကို့အတွက်ပဲစဉ်းစားကြည့်တော့အများအတွက်မစဉ်းစားတာပဲဘာကြောင့်များလမ်းပိတ်နေလဲလို့ဆိုတာစဉ်းစားပါအဲ့တော့ရုပ်ချေရောက်တဲ့ခါကျတော့ဘာလို့လမ်းပိတ်နေလဲဆိုတော့ရုပ်ချေမှာရှိတဲ့ပြိဿကနေပြီးလမ်းပေါ်ကိုရောက်နေကြတယ်ဒါမဖြစ်တဲ့မှာကျမတို့ကိုလာပြီးတော့အပေးတာကိုကျမအများကြီးကျေးဇူးတင်တယ်ဒီလူလူလူရဲ့အင်အားအပေးမှုနဲ့ပဲကျမတို့ရက်ချခဲ့ရတာဒီဟိုရွေးကောက်ပွဲကိုလည်းပြည်သူလူလူနဲ့အပေးအပေးမှုနဲ့ပဲကျမတို့နိုင်ခဲ့ရတာဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုဟာဒီအင်အားတွေကိုစီကံကြရနဲ့တုံးဖို့လိုပါတယ်။အဲ့တော့ကျွန်မအခုနေ့အရင်ပြောပြစေလွတ်လပ်ရေးအချိန်ခါနဲ့စပြီးတော့လူတိုင်းလူတိုင်းဟာကိုစီးကိုကိုထိန်ပြီးတော့ကိုတတ်နိုင်တဲ့အသမျှဒီနိုင်ငံမှာစီကံရှိရှိနဲ့အားလုံးအတွက်အဆင်ပြေအောင်လို့နေစေချင်ပါတယ်။လမ်းမပိတ်ဆိုတဲ့ကိစ္စအစအသေးလေးတွေလားစမှာကျမတို့အကြီးကြီးတွေကိုကင်တွယ်နိုင်မှာပါ။ ျမတို့မကြမီခါလာတုန်းကအမိုက်တန်းတန်ရှင်းရေးလုပ်ငန်းကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ခဲ့ရွေးချယ်ကံကိုယ်စားလှယ်တွေဥဆောင်ပြီးတော့ကျမတို့လှုပ်ခိုင်းခဲ့ပါတယ်ဒီလိုလှုပ်ခိုင်းခဲ့တဲ့အကြောင်းရင်းဟာကိုယ်စားလှယ်တွေဆိုတာပြည်သူလူထုကိုပြည်သူလူထုအတွက်ပြည်သူလူထုကိုအကျိုးပြုဖို့ဆိုတာကောင်းကောင်းသဘောပေါက်သွားအောင်လုပ်ပါအချက်ကနေနေဖို့မဟုတ်ဘူးအောက်ခြေကနေစပြီးတော့ပြည်သူရဲ့အကျိုးကိုထမ်းဆောင်ရမယ်ဆိုတာကိုသဘောပေါက်စေချင်လို့ကျမတို့ဒီလိုလှုပ်ခိုင်းတာဖြစ်ပါတယ်ကျွန်တော်အားတက်တာ သားတို့ပြည်သူတွေကပါလာတယ်။ကျွန်တော်ပြည်သူတွေကပါလာတဲ့နေရာမှာအင်ပတာမတက်တက်ကြွားကြွားနဲ့ခြိတိရောက်ရောက်ပါလာတဲ့ခါကျတော့မှန်ကန်တဲ့ဥဆောင်မှုပေးနိုင်လို့ရှိရင်ကျွန်တော်ပြည်သူတွေကမလွဲမသွေအောင်မြင်ရမယ်ဆိုတာကျွန်တော်တော့ပါသွားပါတယ်။ဒီတော့မန်ကန်နဲ့ဥဆောင်မှုပေးဖို့ဆိုတာဟာအခုဟာအဓိကအဖြစ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့တာဝန်ကျလာပါပြီ။ကျမတို့ဖွဲ့ချုပ်ရဲ့လူတွေရောမရဘူး။ ဒါပေမဲ့လည်းပြည်သူကမဲပေးခဲ့တာဟာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပေးခဲ့တာဒီတော့ကျမတို့တာဝန်ပေးတာဒီတာဝန်နေချေပြုံဖို့ဆိုတာဟာအဖွဲ့ချုပ်ဝင်တဦးချင်းတဦးချင်းရဲ့လောက်ရမယ့်အိစာဖြစ်ပါတယ်အဲဒါတော့လူလိုက်အံပွဲနေဆိုတော့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဝင်တွေကိုတိတ်ပြီးတော့အဲပြင်းပြထားတာပြောရမယ်နင်ခလို့ဒီဒီဒီနေ့တော့တက်တာရပေးလိုက်မယ်နိုင်ငံအကြောင်းပဲပြောဆက်ပြောပါကျွန်တော်နိုင်ငံဟာပြည်တော်ဆိုတော့ 抓要那样的，你让做事的哈，咱咱就没有帮助的，出场他也那个去办。大家我们，主要看他看他表外，主要有槟榔新加坡，浙江浙南那边，槟榔新加坡是就有的吧。别弄碎加坡，主要肉，阿鲁古巴、上面青阿平，这贵州的也是，这五金，这五金，上面茶的，哦，毛毛绵绵散散，滴滴摇摇，凹凹绵绵的，过段时间的板蓝，一个板蓝叶出来用几钱？ လွတ်လပ်ရေးရဖို့ကြိုးပမ်းနေတဲ့ခေတ်တုန်းကတိုင်းသားများအားလုံးစုပေါင်းပြီးတော့ကြိုးပမ်းခြင်းအပြင်လွတ်လပ်ရေးကိုများများဆန်းဆန်းရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပင်လုံစာချုပ်ကိုထိုးခဲ့တာပါဒီတော့ပင်လုံစာချုပ်ထိုးတဲ့အချိန်မှာတိုင်းရင်းသားတွေအားလုံးမပိုက်ခဲ့တော့မှန်ပါတယ်။ဒါပေမဲ့ဒီစိတ်ဓာတ်ဟာတိုင်းရင်းသားအားလုံးနဲ့ဆိုင်ပါတယ်။တဦးချင်းတဦးချင်းလုံးလုံးမရဘူး။အားလုံးစုပေါင်းပြီးတော့လုံးလုံးရမယ်ဆိုတဲ့စိတ်ဓာတ်ပါပဲ။အဲ့တော့အဲ့ဒီစိတ်ဓာတ်ကိုကျမတို့ မွေးမြူပြီးတော့ပြုစုပြောင်းသွားတယ်။တကယ်လည်းလက်တွေ့ကြကြချီတီရရောဖြစ်အောင်လုပ်ရတယ်။အဲ့ဒီလိုလုပ်တဲ့နေရာမှာနံပါတ်၁ကတော့ကျမတို့ညီချင်းကြီးကိုတိဆောင်။အခုလက်နောက်တက်လာမဲ့အစိုးရရဲ့ပထမဦးဆုံးတောင်းတစ်ခုကတော့ညီချင်းကြီးတိဆောင်ဖို့ပဲဖြစ်တယ်။တကယ်ထိရောက်တဲ့ညီချင်းကြီးညီလာခံတစ်ခုကြီးကျင်းပပြီးတော့ကျမတို့အခုလက်မှတ်ထိုးထားတဲ့ ပြစ်ခတ်ဆဲအပြစ်ခတ်ခတ်ရဆဲရစာချုပ်ကိုပို့ပို့ပြီးတော့အလုံးပါဝင်လာနိုင်အောင်လို့ကျမတို့လုပ်ရမယ်လုပ်ပြီးတော့နောက်နောက်လို့ပဲပြောရမှာပဲဆိုအခုအချိန်မှာကျမတို့နိုင်ငံတကယ်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုပြောလို့မရတော့နောက်ဖြစ်ပေါ်လာမဲ့စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအများဆုံးစောင့်တည်နိုင်ဖို့အတွက်ကျမတို့အလုံးကြိုးစားရမှာကျိုးစားတဲ့ညမှာပြည်သူတွေအလုပ်ပါမယ်တောင်းလို့ပါမယ်တိုင်းသားအသီးသီးပါမယ်ကျမတို့ပေါ်မှာ ေနာထားတဲ့တတိုင်းတတိုင်းပြည်လုံးမကတကဘာလုံးမှနေပြီးတော့ပါဝင်ပြီးတော့ကုညီဖို့လိုရတယ်။ကုညီခြင်းတဲ့လူတွေကအများကြီးစေနာထားတဲ့လူတွေကအများကြီး။ဒါပေမဲ့တကယ်ရုပ်ကံကမှာတော့ကျမတို့ပဲဖြစ်ပါတယ်။ကျမတို့ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားများရုပ်ကံမှာတာဝန်ယူမှသာကျမတို့အောင်မြင်နိုင်မှာပါ။လွတ်လပ်ရေးဆိုတာဟာလွတ်လွတ်လပ်လပ်ကိုလွတ်ချင်တိုင်းလုပ်ဖို့မဟုတ်ပါဘူးဆိုတာကျမမကြာခဏတတိပေးရပါတယ်။ လွတ်လပ်ရေးဆိုတာတာဝန်တည်တည်နဲ့ကိုယ့်ရဲ့လွတ်လပ်မှုကိုအများကောင်းကျိုးအတွက်သုံးနိုင်ခြင်းဆိုတာကလွတ်လပ်ရေးပါတယ်။အဲကျွန်တော်တို့တဦးချင်းတဦးချင်းဟာဒီလိုပဲစဉ်းစားရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာလုံခြုံခြင်းနဲ့လွတ်လပ်ရှိလွတ်လပ်ခြင်းဒါကြောင့်မလို့လေဒီမိုကရေစီလမ်းကိုရှောက်ချင်တာပါ။လုံခြုံမှုနဲ့လွတ်လပ်မှုနှစ်ခုစလုံးရအောင်ဆိုတာတဦးချင်းတဦးချင်းဟာစူးစမ်းမှာ ဒီလိုလွတ်လပ်ရေးနေ့မျိုးရောက်လာပြီဆိုလို့ရှိရင်အတိတ်ကိုလည်းပြန်ပြီးတော့ကြည့်ရတယ်ကြည့်ရတယ်ဆိုတော့အတိတ်ကိုကြည့်ရတယ်ဆိုတော့အနာဂတ်အတွက်ကြည့်တာအတိတ်ကိုကြည့်ရတယ်ဆိုတော့အတိတ်ထဲမှာညံ့ညွန်နေမှာမဟုတ်ပါဘူးအတိတ်တော့ကကျမတို့ဘာတွေမှန်ခဲ့လဲဘာတွေမှားခဲ့လဲအတိတ်တော့ကကျမတို့ရှိခဲ့တဲ့အင်အားတွေကိုသတိရခြင်းအပြင်အနာဂတ်အတွက်ကျမတို့ရဲ့စိတ်ဓာတ်တွေတက်ကြွနိုင်တယ်ကျမတို့ရဲ့အမှားတွေကိုပြန်ပြီးတော့ကြည့်ခြင်းအပြင်အနာဂတ်အတွက်အမှားတွေကိုရှောင်နိုင်တယ် ီတော့ဒီလိုအခမ်းအနားတွေဆိုတာအနအဓိကကတော့အနာဂတ်အတွက်အနာဂတ်အတွက်အတိတ်ကဘယ်လိုကူညီနိုင်မလဲဘယ်လိုမဆန်းနိုင်လဲကျမတို့ဘယ်လိုကောင်းတဲ့စိတ်ကူးစိတ်ဓာတ်တွေပေးနိုင်မလဲဆိုတာအလုံးစုံနေပြီးတော့ဝိုင်းပြီးတော့စဉ်းစားလို့ဖြစ်ပါတယ်အပြောင်းလဲဆိုတာဟာတချို့ကကြောက်ကြပါတယ်။ဒါလည်းစိုးရိမ်ကြတယ်ဆိုတာလည်းတော့ထူးဆန်းပါဘူး။တခါမှ မရင်ဆိုင်မှုတဲ့အခြေအနေတခုရင်ဆိုင်ရမယ်ဆိုတော့ဖြစ်ပါမလားအောင်မြင်မှုမှရှိပါမလားကိုယ့်အမြင်ထိကြိုက်မလားဘယ်လိုများဖြစ်မလဲဆိုပြီးတော့တွေးကြတာမှဒါသဘာဝကြပါတယ်ဒါပေမဲ့အပြောင်းလဲဆိုတာတကယ်တော့တစ်ချိန်မှဖြစ်နေတာတစ်ချိန်လို့ဆိုတော့တစ်နေ့နဲ့တစ်နေ့တော့မဟုတ်ဘူးတကယ်တော့တစ်ဆက်ကနဲ့တစ်ဆက်ကအပြောင်းလဲတွေဖြစ်နေတာပဲဒီမှာတို့သတိမပြုနိုင်လို့ဒီအသေးသေးချာချာမြတ်ဝါထင်နေမမြင်နိုင်လို့ဒါပြောင်းနေနေတာပဲအဲ့တော့အပြောင်းလဲဆိုတာစိုးရိမ်စရာမဟုတ်ပါဘူးကြောက်စရာမဟုတ်ပါဘူး ကျမတို့ရှင်ကျင်တုံတရားအပြည့်အဝနဲ့ရင်ဆိုင်ကြပဲဖြစ်ပါတယ်။အခုအပြောင်းလဲကြောင်းမလို့စိုးရိမ်တဲ့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားအားလုံးကိုကျမအရင်ကစကားပြပြပါပြစေမစိုးရိမ်ပါနဲ့။ကျမတို့ဟာဒီအပြောင်းလဲဟာအားလုံးအတွက်အကျိုးဖြစ်စေမယ့်အပြောင်းလဲဖြစ်အောင်လို့ကျမတို့အတူတူကြိုးစားပါမယ်။အားလုံးအတွက်အကျိုးဖြစ်ဖို့ဆိုတာဟာကျမတို့ရဲ့ပြည်သူလူထုရဲ့နှလုံးသားထဲမှာပေးခြင်းနဲ့စိတ်သက်ရှိဖို့ဖြစ် ပေးခြင်းနဲ့စိတ်ဓာတ်ဒီနိုင်ငံရဲ့ကံကြမ္မာကိုဖြည့်ဆည်းပေးခြင်းနဲ့စိတ်ဓာတ်ငါတို့ဒီနိုင်ငံတို့တဲ့အောင်ဘာလို့ပေးနိုင်လဲဆိုပြီးတော့ပေးခြင်းနဲ့စိတ်ဓာတ်ယူခြင်းနဲ့စိတ်ဓာတ်ပေါ့ပေါ့ငါတို့အတွက်ဘာရမလဲကျမလေးအဲ့တော့ပြောမယ်လေနိုင်တော့သူပြောကိုပြောရမယ်ဝင်ကြီးလောက်ချင်တဲ့လူတွေတော်တော်မှကျွန်တော်မကြိုက်ဘူးဝင်ကြီးလောက်တဲ့ဆိုတာတတ်ပါလို့ဒါဝင်သေးလို့ပြောရ ော့နောက်တစ်ခါဝင်းကြီးဖြစ်ခြင်းလို့စာရေးပြီးတောင်းတဲ့လူတွေကိုစိတ်နဲ့စိတ်မြိုင်စိတ်စိတ်ကရရေးယူမယ်ဆိုတော့ခပ်ပြတ်ပြတ်သားသားအခုဒီကနေပြောပြတာ။ဘာလို့ဝင်းကြီးဆိုတဲ့နေရာကိုအလုံးလုံးနိုင်တဲ့လူကိုကျမတို့ပေးမှာပါ။နိုင်ငံအကျိုးပြုနိုင်တဲ့လူတွေကျမတို့ပေးမှာပါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဖို့လို့ဆိုပြီးတော့ပေးမှာမဟုတ်ပါဘူးဆိုတော့အခုတွေကနားလည်ပါအဲ့ဒီလိုစိတ်ကြိုက်နေနေဆိုရင်ကျမတို့နိုင်ငံကို ဥမော့အောင်လုပ်လို့ရမှာမဟုတ်ပါဘူး။ကိုကဘာပေးနိုင်လဲ။သူကပြန်ရပြန်ရမှာငါနေရာမယူပဲနဲ့နာမည်မထွက်ဖဲနဲ့ငါနိုင်ငံအတွက်ဘယ်လောက်လုပ်ပေးနိုင်လဲဆိုတဲ့နေရာမှာပဲပြန်ရမှာ။နာမည်ထွက်ချာနေတယ်ငါတော့အောင်တော့အနောက်ရောက်နေပြီဆိုတော့မဟုတ်ပါဘူး။ကိုနာမည်ထွက်အောင်ကိုလုပ်နေတဲ့လူတွေဟာနိုင်ငံအကျိုးအတွက်ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဆိုတော့သဘောပေါက်ပါလို့ကျွန်မကြည့်ရနေတယ်။ဒါမှမဟုတ်ဒါမှမဟုတ်အစားရပြောထားတယ်။ ကျမတို့ရဲ့အစိုးရဟာမျိုးသားရင်ကြားစိတ်ရေးဆိုတဲ့ဘူကိုအခြေခံတဲ့အစိုးရဖြစ်ပါဖြစ်ရပါစေလေဆိုတော့ဒီတိုင်းပဲဖြစ်ရပါစေမယ်ဆိုတာလေကျမအခုဒီကနေဆက်မှပြီးတော့ပြောချင်ပါတယ်အားလုံးကနေပြီးတော့ဝိုင်းပြီးတော့ကျမတို့ကိုကြီးပါဤသူပြည်သားများဟာမိမိတို့ရဲ့တာဝန်ကိုသိပြီးတော့မိမိတို့ကိုမိမိတို့ယုံကြည်ကြပါဂုဏ်ယူကြပါ ပါတို့ဒီလိုရွေးကောက်ပွဲမှာဒီလိုရက်လာမျိုးထွက်လာမယ်ဆိုတာဟာကမ္ဘာလုံးကအာအာသိနေကြပါတယ်ကျွန်မတို့ကအာမသိပါဘူးကျွန်မတို့အဖွဲ့ချုပ်ထဲကတကယ်ကိုရွေးကောက်ပွဲအတွက်လှုပ်လှုပ်ခဲ့တဲ့သူတွေကအာမသိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကကျွန်မတို့ရဲ့ပြည်သူတွေရဲ့အရေးချင်းကိုသိပါတယ်တကယ်အရေးကြီးပြီဆိုတော့သွေးစိကြတယ်လှုပ်တင်လှုပ်တိုက်တာလှုပ်တာလှုပ်ကြတယ်ဆိုတာသိလို့ကျွန်မတို့အာအာမသိပါဘူးအများကြီးကျေးဇူးပြပါတယ် ောက်တော့မှလည်းကျမတို့ရဲ့နိုင်ငံကိုအတွက်စေနာထားပြီးတော့ဒီနိုင်ငံကိုတိုးတက်စေခြင်းနဲ့မိတ်ဆွေတွေအားလုံးပေါ့နော်ဒီကမ္ဘာလုံးကမိတ်ဆွေတွေအားလုံးလည်းကျမတို့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျမတို့လည်းကုညီပါကိုကြီးရဲ့ခါပါဘယ်လိုပုံစံနဲ့ကိုကြီးရမလဲဆိုတော့ကျမတို့ကပြောပါမယ်။ကျင်းတိုင်းအားလိုက်ကိုကြီးကြပါ။ကျမတို့နိုင်ငံဒီနိုင်ငံသားတွေက မညပါဘူးမညဘူးဆိုတာကတော်တော်ကိုမညတာပါပညာရေးတော်တော်ညံ့ခဲ့တယ်သို့တော်ညာလဲကျမတို့ပြည်သူပြည်သားတွေရဲ့စိတ်ထဲမှာစင်ကြင်တို့တရားဆိုတာခုလေးရှိနေတယ်ဒီစင်ကြင်တို့တရားနဲ့ကျမတို့ဆက်ပြီးတော့ရှောင်းလန်းသွားမယ်အားလုံးအတူကြီးလက်တွဲသွားကြမယ်ကျမတို့ဘောမတူတာတွေကတော့ရှိကြပါလေမိတ်ဆွေတယောက်တောင်မှတကယ်နဲ့တယောက်စင်ချစ်တူတာမဟုတ်ဘူး ျမတို့နိုင်ငံလုံးက90တန်းကျော်ကစိတ်ချတမောခြင်းထူနိုင်မယ်တမူတူရမယ်ဆိုတော့ဖြစ်နိုင်ပါဘူး။သို့တော်လည်းကျမတို့ညှိယူမယ်ဒီမိုကရေစီရဲ့လုံထုံးလုံးပြီးအရာအများရဲ့ဆန္ဒကိုကျမတို့လေးစားမယ်။အ ਨੇ ရဲ့အခွင့်အ ਨੇ စုရဲ့အခွင့်အရေးတွေကိုလည်းကျမတို့အကောင်အထည်ပေးမယ်။ဒီလိုနည်းနဲ့အားလုံးဟာညီညီညွတ်ညွတ်နဲ့စိတ်လုံးလုံးစွာရှေ့ဆက်ပြီးတော့တောင်းမယ်ဆိုလို့ရှိလို့ရှိရင် now နဲ့လာမဲ့လွတ်လပ်ရေးနေကြလို့ရှိရင် ီယုံကလည်းပို့ပြီးတော့ပြီးပြီးပြင်ပင်ဖြစ်နေသလိုကျမတို့နိုင်ငံရဲ့အခြေအနေကလည်းအများအများကြီးပို့ပြီးတော့ကောင်းမွန်နိုင်လိုက်ပါလိမ့်မယ်လို့ကျမအနေနဲ့ယုံကြည်ကြောင်းပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးဘုရားဘုရား